ပန်းသွောဝင်ရင်နဲ့ကိုလွန်သွားခဲ့တဲ့သူတို့သမီးကိုတစ္ဆာဆောင်သိတဲ့အနေနဲ့မိင်္ဂလာဝဲကိုတယောက်တည်းကျမခဲ့တဲ့အမျိုးသားခပပေါ်ချစ်တွေကြောင့်အချစ်စစ်တွေရှာပါလာတယ်လို့တကယ်အချစ်စစ်ပြန်တော့လေကန်တရားကစုံခွန်မပေးလို့ဝေးသွားတဲ့ဇုံတွေတွေရှိပါရဲ့ရှင်။တစ်ချိန်ချိန်မှာအားလုံးနဲ့ခွဲခွာရမယ်ဆိုပြီးမြလက်ထက်ကနီးမှခွဲခွာသွားရတာကတော့စိတ်မကောင်းစရာပါ။လက်တလုံးမှာလည်း TikTok မှာသူတို့သားတယောက်တည်းမိင်္ဂလာဆောင်နေရတဲ့ဗီဒီယိုလေးကပြန့်နှံ့နေပြီးအကြောင်းရင်းမှန်ကိုသိသွားတဲ့သူတိုင်းကတော့စိတ်မကောင်းဖြစ်သွားကြပါရဲ့။သူတို့သားကမိင်္ဂလာဆောင်တဲ့မန်တက်ရှိမှာတယောက်တည်းထိုင်နေပြီးသူတို့သမီးကတော့မပါဝင် ခဲ့ပါဘူးသူတို့သားရဲ့ဘေးကထိုင်ကုန်လေးမှာတော့သူတို့သမီးအဝတ်အစားလေးကိုပြင်ဆင်ထားပါတယ်ထိုင်ကုန်ပေါ်မှာအဝတ်အစားတွေကိုတင်ထားပြီးသူတို့သမီးတယောက်ထိုင်နေတယ်လို့လုပ်ထားပေးပါတယ်ဖက်နယ်လေးကိုမှချထားသေးတာကြောင့်ဘာကြောင့်များတယောက်ထဲမင်္ဂလာဆောင်နေတာလဲလို့ထင်မိသွားကြမှာပါသူတို့သမီးလေးကမင်္ဂလာပွဲကိုမရောက်လာနိုင်လို့လားပွဲကပြတ်သွားလို့လားလို့ထင်နေကြပြီးတော့ဝမ်းနေနေတဲ့မျက်နှာလေးနဲ့ထိုင်နေတဲ့သူတို့သားအကြောင်းအားလုံးကသိကျင်နေကြပါတယ်ဒီမင်္ဂလာပွဲကိုတော့ပသိင်ကြီးမှကျင်းပခဲ့တာဖြစ်ပြီးသူတို့သမီးလေးကမင်္ဂလာမဆောင်ခင်နှစ်ပတ်ခန့်အလိုမှာပဲကွလွန်သွားခဲ့ရှာပါတယ်မင်္ဂလာဆောင်ကန နေရှင်မြူကန်နေအလူလောက်ခန်နေအချိန်တွေမှာအဆက်ဆက်အရာတရိထားပြီးနေထိုင်သင့်မိမဲ့လဲမမျော်လင့်ထားတဲ့ကံကြမ္မာကိုကြုံခဲ့ရပါတယ်။တို့သမီးနဲ့တို့သားကဇူလိုင်လကတည်းကဆစ်ဆက်ထားခဲ့တာဖြစ်ပြီးဝါကျွရင်လက်ထက်ကြမယ်လို့လည်းစိတ်ကူးထားခဲ့ကြပါတယ်။အဝတ်စားတွေလည်းချုပ်ပြီးသွားပြီးဖြစ်တဲ့အပြင်ဖိတ်စာလည်းရိုက်ပြီးသွားပါပြီ။ Prewedding တက်ပုံလေးတွေလည်းရိုက်ပြီးသွားပြီးဖြစ်ပြီးတော့ဝါကျွရင်လက်ထက်ကြမယ်ဆိုပြီးတော့ပြင်ဆင်ထားကြပါတယ်။ဝါမကျွကန်စတမလာ29နှစ်နေမှာတို့သမီးလောင်ဖြစ်တဲ့မတ်မေစင်ဖြိုးကပန်းသွောဝင်ရင်းနဲ့ရေမတော်တဆမှုနဲ့ကွန်လွန်သွားခဲ့ပါတယ်။ဒါကြောင့်တို့သမီးကတော့ င်္ဂလာပွဲမရောက်ခင်မှာကိုလွန်သွားခဲ့ရပြီးသူတို့သားကတယောက်တည်းပဲမင်္ဂလာပွဲကိုဆက်လက်ကျင်းပခဲ့တာပါသူတို့သားမောင်ပိုလာပြင်းနဲ့သူတို့သမီးမတ်မီစင်ဖြိုတို့ကအဆက်ဆက်အရာကိုပြင်ဆင်ခဲ့ပြီးတော့သူတို့ရဲ့ဘဝရဲ့အမှတ်တရနေ့ရက်ကိုစောင့်မျှော်နေခဲ့ကြပါတယ်ဒါပေမဲ့ထက်မှတ်ထားတဲ့ကံကြမ္မာစုကြောင့်ပဲသူတို့သမီးလေးကလက်ထပ်ဖို့နှစ်ပတ်ခန့်အလိုမာတွင်ကိုလွန်သွားခဲ့ရှာပါတယ်ဒီသတင်းကိုကြကြကြမှာတော့သူတို့သားကဘလောက်ထိခံစားတော့ရမလဲဆိုတော့အားလုံးကကိုကျင်းစာပြေးနိုင်ပါတယ်ကိုပိုလာပြင်းကမတ်မီစင်ဖြိုမဝစ်စင်လိုက်ရတဲ့အဝတ်အစားလေးတွေကိုကြည့်ပြီးတော့ယူမတက်ဖြစ်နေရှာပါတယ်သူတို့နေရ ာရဲ့အပျော်ဆုံးဖြစ်မဲ့မင်္ဂလာဝဲကိုတယောက်တည်းကျင်းပနေရတဲ့အပြင်တစ်သက်လုံးမှာဘယ်တော့မှမမိနိုင်တော့မယ့်နေ့လည်းဖြစ်သွားမှာပါမင်္ဂလာမန်တဲ့ရှိမှာသူတို့တာဝုဆောင်လေးကိုဝစ်ပြီးတယောက်တည်းထိုင်နေရတဲ့ကိုပူလာပြည်ကိုတွေ့သူတိုင်းကတော့စိတ်မကောင်းဖြစ်နေကြပြီးဘလို့နှစ်သိပ်ပေးရမယ့်တော့မသိဖြစ်နေကြပါတယ်မင်္ဂလာဝဲကအစဆုံးပြင်ဆင်ထားပြီးသားဖြစ်လို့အစီအစဉ်တိုင်းမှကျင်းပလာရပြီးဧည့်သည်တွေလည်းတယောက်ပြီးကြပါတယ်တချို့တွေကတော့သူတို့တမီကွန်လွန်သွားရင်လက်ထက်စရာမလိုတော့ဘူးလို့ထင်ကြပါတယ်တချို့ကလည်းကွန်လွန်သူကိုအတုံးချပြီးဆယ်လေးဖြစ်အောင်လုပ်ချင်တယ်လို့လည်းထင်နေကြပါတယ်တကယ်တမ်းမှာတော့သူတို့တမီမရှိတဲ့မင်္ဂလာဆ ောင်းကမလုတ်ချင်တဲ့သူကသူတို့သားကိုယ်တိုင်ပဲဖြစ်ပါတယ်။ကွန်လွန်သွားတဲ့သူတို့သမီးကမင်္ဂလာဝဲကိုစိတ်ဆွဲပြီးဘဝကိုမကောင်းမှကိုစိုးရင်လာကြောင်းမင်္ဂလာဝဲကိုစီစဉ်ထားတဲ့အတိုင်းပဲကျမလာရပြီးလာသမျှဧည့်သည်တွေကိုလည်းအခမ်းပေးပါတယ်။သူတို့ရဲ့မင်္ဂလာဆောင်ကိုရောက်လာတဲ့သူတွေကလည်းသူတို့သားကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေကြရရှာပါတယ်။ကိုပိုးလာပြီကတော့သူတို့ရဲ့ပွဲလေးကိုကြည့်ပြီးမျက်ရည်တွေစီကြနေပါတယ်။အချစ်စစ်ကရှာပါပြီမဲ့ကိုပိုးလာပြီလို့တစ္ဆာတရားကိုတံမိုးထားတဲ့သူတွေလည်းရှိပါသေးတယ်။တငယ်ချင်းတွေကတော့ကိုပိုးလာပြီကိုတရားနယ်ပဲဖြစ်သိဖို့အတွက်အားပေးနေရပြီ။သူ့ဘဝမှာတော့ဒီနေ့ကို လို့မှမေ့လို့ရတော့မှာမဟုတ်တော့ပါဘူး။နောက်ဘဝတွေမှာဒီလိုအဖြစ်ဆိုးတွေကင်းဝေးပြီးတော့ပျော်ပျော်ရွှင်ရွှင်ပေါင်းဆက်နိုင်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါရစေ။ကြီးစုပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။